ကိုပြစ်ခင်မှာထိုင်နေတဲ့ဘွားမဆိုင်ရဲ့နေဘေးစီကိုနန်းကြိုင်လေးဝန်ထိုင်လိုက်ပါတယ်။ဘွားပဲကြည့်လို့စောင်းမလား။တထဲမှာစုပ်ကင်ထားတဲ့ပဲကြည့်လို့တွေကိုကြွကြွကြွဝါးစားနေကနေလက်ကိုဖြန်ပြလို့ဘွားမဆိုင်ကိုမေးလိုက်ပါတယ်။ဒီကမှနန်းကြိုင်လေးကိုဘွားမဆိုင်ကကြည့်ပြီးတော့အမလီနော်ဒီဘွားကြီးကသွားတယ်မဆုံးတော့ဘူးငါမကြီးရဲ့ညီတို့တွေကသွားကောင်းတော့စားနိုင်တာစားစားမြေးမာလေးလို့ပြောလိုက်ပါတယ်။ဒီချိန်မှာအမေဧည့်သည်လာပါတယ်တော့ဒေါ်ဝင်းဟာဝိုင်းနေလာပြီးတော့ပြောလိုက်ပါတယ်။ဒေါ်ဝင်းရဲ့နောက်ကနေလည်း မျက်နှာစိမ်းဧည့်သည်တူပါလာခဲ့တယ်။ဘသူများလဲ။ကျုပ်လည်းမသိပါဘူးတော့။ရွာထဲသွားတော့မှဒီကောင်လေးကဖွားမဆဲအိမ်ကိုလမ်းညွန်ပေးပါဆိုပြီးမိတာနဲ့ခေါ်လာခဲ့တာတော့။ကောင်းလေထိုင်အောင်။အတန်းအားဖြင့်20ကျော်ရွယ်ကောင်လေးဟာဖွားမဆဲအိမ်ထိုင်နေတဲ့ကိုပြပေါ်ကိုရိုကျိုးစွာနဲ့ဝန်ထိုင်လိုက်ပါတယ်။မောင်ရင်လေးကဖွားစီကိုလာတာလား။ဟုတ်ပါတယ်ဗျ။ဘာကိစ္စများရှိလို့လဲ။လာရတဲ့ကိစ္စကတော့အမေကြီးစီကိုအကူအညီလာတောင်းတာပါ။ဒါနဲ့အမေကြီးကဖွားမဆိုင်ဟုတ်ပါတယ်နော်။ ီလိုဖောင်းမေးစင်ကိုကြည့်ပြီးတော့ကောင်လေးကမေးလိုက်ပါတယ်။ဖောင်းမေးစင်ကလည်းခေါင်းကိုညှက်ပြီးတော့ဘွားကမောင်ရင်လေးရှာနေတဲ့ဘွားမေးစင်ဆိုတာဟုတ်ပါတယ်ကွ။ဒါနဲ့မောင်ရင်လေးနာမည်ကရောဘယ်လိုခေါ်လဲ။လိုင်းကိစ္စမှာပြောခင်မှာနာမည်လေးတော့အရင်ပြောအောင်ကွ။ဒီလိုမေးတဲ့အခါမှာကျုပ်နာမည်ကထွန်းတောက်ပါဗျ။ကျုပ်ကဖះစုရွာကလာခဲ့တာပါ။ဖះစုရွာဟုတ်လား။ဘွားတော့အဲ့ဒီရွာနာမည်ကိုမကြားဘူးသေးဘူးကွ။ဟုတ်ကဲ့။ဖះစုရွာကဒီရွာနဲ့တော့ အတော်လေးကိုဝေးပါတယ်ကွာကဲဒါဆိုလိုင်းကိစ္စကရောဒီလိုမေးတဲ့ခါမှာဒေါ်ဝင်းဟာလက်ဖက်အုပ်လေးကိုလာချပါတယ်ပြီးတဲ့နောက်နန်းကြိုင်ကနေရာရွှေကထိုင်နေတဲ့ထိုင်ရက်ခုံပေးမှာလွတ်နေတဲ့ခိုင်ကောင်မှာဝင်ပြီးတော့ထိုင်နေထောင်းတော့ကတော့ဘွားမဲစင်ကိုကြည့်ပြီးသူ့ပုံစံကဖြေဖို့ခက်နေပုံရတယ်မျိုးလုံးတွေကလည်းမျက်ရည်တွေရေဝဲလာတော့ထွန်းတောက်ခေါင်းကောင်ငေါချတယ်ဘွားမဲစင်တေချာမကြည့်ပေမဲ့ထွန်းတောက်ငုံနေတာကိုတေချာသိပါတယ်ဒေါ်ဝင်းနဲ့နန်းကြိုင်တို့လည်း ဘာကြောင့်ကိုနေမှမသိရထွန်းတော့ကြောင်းငေးပြီးကြည့်နေရဘာမှမသိလဲဘာစကားမှမပြောတော့ဘဲနဲ့အကျန်းကြီးလေးကိုတောက်ခါထွန်းတော့ပြောလာမယ့်ချိန်ခီးစောင့်ပေးရှာပါတယ်ခဏကြာတဲ့အခါမှာတော့ထွန်းတော့တယောက်ကောင်းပြန်မော်လာတယ်မျက်ရည်တွေကိုလက်နဲ့ခက်ကြမ်းကြမ်းတုပ်ဖယ်ပြစ်လိုက်ပြီးတော့ကျုံမိပါတွေကိုတက်ခဲ့တဲ့ဆုံးထိပါမိုးကိုပြန်ပြီးလက်စားချက်ချင်းလိုပါမေးကြီးအဲ့စိတ်နဲ့ပဲအခုလိုတရားဝင်တရားထွက်သွားလာပြီးဒင်းကိုတတ်နိုင်မဲ့သူကိုရှာနေခဲ့တာပါဆုံးထိပါမိုးက ဘလို့လူစားမျိုးလဲမောင်ရင်လေးမိဘတွေကိုသူကဘာကြောင့်တတ်ခဲ့ရတာလဲဘောမဆင်ကမေးတော့ထောင်းတောက်မြေုံးနေဟာဒေါသကြီးတန်းလာတယ်မျက်မှောင်ကိုကျုပ်လို့ကျုပ်ကိုမိမဲဖမဲဖြစ်အောင်လုပ်ခဲ့တဲ့သုံးတိဘာမိုးရဲ့အကြောင်းကိုအမေကြီးပြအောင်ကျုပ်ပြောပြမယ်ဒီလိုဆိုကသုံးတိဘာမိုးရဲ့အကြောင်းကိုအစားချပြီးတော့ပြောပြခဲ့ပါတယ်တကယ်တော့ဖျက်စရွာဟာအေဂျင့်နဲ့ရွာလေးတွေဟာဖြစ်ပြီးအေဂျင့်နဲ့အဲ့ဒီရွာလေးစီကိုလူတအူရောက်ရှိလာခဲ့ပါတယ်ဒီလိုဟာဘယ်လိုရက်ကနေရောက်လာမှန်းမသိပေမဲ့ ရွာကန်တိန်ဦးရဲ့ဆရာလို့သိကြရတယ်။ဒီလိုကိုတိန်ဦးကဆရာဘာမိုးလို့ခေါ်တယ်။ဟဲ့တိန်ဦး။မင်းဆရာကဘာဆရာလဲကွ။ဆေးဆရာလား။ရွာသားတွေဟာတိန်ဦးကိုဝိုင်းယူမိကြတယ်။ဆေးဆရာဟုတ်လား။ဟာ။ဆေးဆရာပညာလောက်ကတော့ငါဆရာကပြင်းအောင်ပြင်းနေတယ်ကွ။မင်းတို့မသိရင်မှတ်ထား။ငါဆရာကတရေတွေစုံမတွေကိုတော့သူ့ခြေဘွားအောက်ကိုပြပြဝတ်အောင်လို့လုံးနိုင်တဲ့အထိစွမ်းတာကွ။ဒီလိုပြောတဲ့အခါမှာရွာသားတွေဟာတိန်ဦးဆရာကိုကတ်ကြတယ်။ဆရာ။ ေးရစလေပါလေလုတ်လုတ်ပေးပါလားဗျာအဲ့ဒါကြုတ်ချရတဲ့ခင်မလေးကြုတ်ကိုပြန်ချအောင်ကိုညီပေးပါဆုံးဒီပါမိုးကိုအပူကတ်ကြရဲရွာသားတွေကိုကြည့်ပြီးတော့ဆုံးဒီပါမိုးဆိုသူဟာပြောမှတယ်ဒီလိုဆိုရင်တော့မင်းတို့တွေငါးတပြည့်ဖြစ်မှရလိမ့်မယ်တရားစည်းလို့ကျင်တော့ငါးစီတပြည့်ခံရပါကွာဆုံးဒီပါမိုးရဲ့စကားကြောင့်ရွာသားတွေအခက်တွေ့ကုန်တယ်ကြံလူတွေကတော့တပြည့်မခံလို့လို့ထတ်သွားကြတယ်လို့တချို့ကတော့ဆုံးဒီပါမိုးစီမှာတပြည့်ခံကြတယ် ကျွတ်တို့ရွာတော့ကြားရင်ဒုက္ခရောက်တော့မယ်ထင်တယ်ဗျာဆရာလိုလိုအောင်လန်းလိုလိုကိုလူတွေကအလေးပေးနေကြတယ်ငါလည်းအဲ့ဒီကိစ္စပဲတွေးနေတာကွာတနေ့ငါ့ကိုရွာအကြောင်းကဆရာတော်ကြီးကလည်းတရိပ်ပေးတယ်ဒီလူကဆရာမဟုတ်ဘူးတဲ့စုံးနေကွာရွာသားတွေကလည်းဆရာဘာမုံမှဆရာဘာမုံဖြစ်နေကြတော့ခတ်တာပဲကွာရွာလူကြီးနီးဥစ္စာပဲနဲ့တကြီးကတော်တို့တိုင်ပင်နေကြတယ်အမေအဖေသားပြန်ရောက်ပြီနော်ရွာထဲအလက်ထွက်သွားတဲ့ထွန်းတော့ အိမ်ကိုပြန်ရောက်လာပါတယ်။မတော်ပဲကွာ။ငါသားလာထိုင်အောင်။တကြည်ဥဆန်ကသားဖြစ်သူကိုခေါ်ပါတယ်။အမေအမေနဲ့အဖေကကျုပ်ကိုဘာပြောမလို့လဲဗျ။အေကန်ကကျုပ်ကိုမိမများပေးစားမလို့လား။ထောက်တော့ဟာမိဘတွေကိုစာနှုတ်လိုက်ပါတယ်။ဒီချိန်မှာတကြည်ဥဆန်ကခေါင်းကိုခါရံပြီးတော့မဟုတ်ဘူးငါသား။အဖေတို့ပြောနေတာအဖေတို့ရွာအကြောင်းကွာ။ရွာအကြောင်း။ရွာမှာဘာများဖြစ်လို့လဲအဖေ။မင်းလည်းသိလောက်မှာပေါ့ကွာ။ဟိုကောင်တန်ယူအိမ်မှာရောက်နေတဲ့ ဆရာဘာမိုးဆိုတဲ့လူအဲ့ဒီလူကြောင့်ဩဒီလူကဘာဖြစ်လို့လဲဖေရဘာဖြစ်ရမှာလဲကွာငါသားဒီလူကကောင်းတယ်လို့မဟုတ်ဘူးကောင်းတယ်လို့လည်းမဟုတ်ဘူးအဖေပြောတော့ကြုံနားမလဲဘူးဘာလို့လဲဗျယောကလူတွေဖြင့်ကျွဲပြောင်းတော့ပြောက်တော့မှဒီလူစီမှာမေးမြန်းနေကြတာတနေ့ကဆိုယောနောက်ပိုင်းကကိုသိန်းဆောင်တို့ဝိုင်းထဲမှာရွှေတွေရှိတယ်ပြောလို့လူတွေတူးကုန်ကြတယ်လေဒီလိုတို့ရင်းနဲ့ရွှေလဲဆွနဲ့ရွှေလဲကောက်တွေတွေ့တယ်လို့တော့ကြားရတယ်နော်ဒီလေကွာအခုအဖေသားတော်မှာ အကြားနဲ့မယုံနိုင်တာကိုလူရောကလူတွေအဖေပြောတာကိုယုံကြမှာမဟုတ်ဘူးကွာဒီလိုသားတနေ့ကအဖေကိုဆရာတော်ကြီးကခေါ်ပြောတယ်ဆရာတော်ကြီးပြောတာကအဲ့ဒီဆရာဘာမိုးဆိုတဲ့လူဟာအထက်လန်းဆရာမဟုတ်ဘူးလေဒီလူကစုံနေငါသားတကြီးဥစ္စာစကားကြောင့်ထုံးတော့အံ့ဩတော့ပါတယ်စုံစုံဆိုတာအောင်လန်းပညာနဲ့လူတွေကိုဒုက္ခပေးတဲ့လူကိုပြောတာမဟုတ်လားအဖေဒါဝငါသားဒီလိုဆိုရင်တော့ကျုပ်ဒီလူကိုစောင်းကြည့်ရမှာပဲအဖေကျုပ်တို့ရွာကလူတွေတော့ ဒီလူကြောင့်ဒုက္ခမရောက်စေခြင်းဘူးအဖေလည်းသားတွေးတယ်လို့ပဲတွေးထားတယ်ကွာအဖေတို့စောင့်ကြည့်မယ်တကြီးဦးဆန်းနဲ့ထွန်းတောက်တို့လည်းဆုံတိဘာမိုးကိုစောင့်ကြည့်ကြကြတယ်ဆုံတိဘာမိုးကတော့တပည့်တွေတောင်ရနေပြီတကြီးဦးဆန်းကတော့ရွာသူရွာသားတွေကိုဖြောင်းပြရှာပါတယ်ကျုပ်တို့ရွာဆိုတာမြို့နယ်အတော်အလှမ်းဝေးတယ်အသိပညာဘုသူရဆိုတာလည်းနေပါကြတယ်မဟုတ်လားဒါတော့မိစ္ဆာကိုဖျားလို့ကိုးကွယ်မိတတ်ကြတယ်ကျုပ်ကတော့ဗျာခမရတို့ခေါ်ခေါ်ပြိနေကြတဲ့ဆရာဘာမိုးဆိုတဲ့လူကို ဒီရွာမှာမထားကျင်တော့ဘူးနေပါအောင်ဗျတကြီးကဘာလို့ဆရာဘာမိုးကိုရွာမှာမထားကျင်တာလဲတို့တို့ရွာမှာဆရာဘာမိုးလို့ပုံကုတ်မျိုးရှိတာဘလောက်ရွာအတွက်ကောင်းလဲဟဲ့ကောင်ကတော့မင်းတို့ဆရာဆရာခေါ်နေတဲ့ဘာမိုးကအထက်လန်းဆရာမဟုတ်ဘူးကွာအောက်လန်းဆရာဆုံးထီကွာဆုံးထီမဖြစ်နိုင်တာတကြီးရာခမရထက်သူ့ကိုရွာကအေးပေးတာအလေးထားနေတာခမရကမနာလို့ဖြစ်နေမှာမဟုတ်လားဒါမျိုးတော့ကျွတ်တို့လက်မခံဘူးခမရမကျင်းနဲ့လေမတက်နိုင်ဘူးဗျာဆရာဘာမိုးကတော့ ကျွတ်တို့ရွာမှာဆက်ရှိအောင်တော့ဦးမှာပဲရွာသားတွေဟာဗကြီးဥဆန်ပြောတာကိုလက်မခံကြတော့ဘူးအဖေအေးတာလာထိုင်လေတပည့်ရွာကိုသွားတဲ့ထွန်းတော့အိမ်ကိုပြန်ရောက်လာတယ်အဖေရွာသားတွေကိုခေါ်တွေ့တယ်ဆိုအချိန်လေးကဘလို့ရှိလဲဖေအဖေပြောတာကိုကွာလက်မခံကြဘူးအဖေဘက်ကသာဒီဆုံးထိကိုရွာကနှိမ့်လို့ရနေတော့သူတို့ကအဖေကိုရံမူလာနိုင်တယ်ခတ်တယ်ဗျာဟိုဒါနဲ့အဖေကျုပ်တပည့်ရွာကိုသွားရင်တဲ့တရင်တစ်ခုရလာခဲ့တယ်ဗျဘာတရင်များလဲတာ တပတ်ရွာစီကထွန်းထောက်သတင်းတစ်ခုကြားလာခဲ့တယ်။အဲ့ဒီတင်ကကျုပ်တို့ရွာကညဘက်ဆိုရင်မီးလုံးတွေတက်တက်လာတဲ့ဖေးသူတို့ပြောတဲ့မီးလုံးဆိုတာစုံမီးလုံးတွေတဲ့ဗျ။ဟေးစုံမီးလုံးတွေအပေတို့လည်းမတွေ့ရပါလား။တက်ကြီးသူတွေပြောတာကတော့စုံတွေကသူတို့တောက်စားမဲ့အချိန်ဆိုရင်တရွာလုံးကိုအိမ်ငွေချတာတဲ့ဖေးကျုပ်တို့မသိတာကျုပ်တို့ကိုသူတို့တွေအိမ်ငွေချလို့နေမှာပေါ့ဗျ။ထောင်းတော့စကားကိုတက်ကြီးဦးဆန်းခေါင်းငိမ့်လိုက်ပါတယ်။အေးကွာငါသားပြောတာလည်းမှန်တယ်။ဒီကောင်တွေတော့လေ အင်အားတောင့်နေပြီထင်တယ်ကွာတကြီးဥဆက်ကစိတ်ညစ်စွာနဲ့ကြီးတွားလိုက်ပါတယ်ထောင်းတော့ကလည်းအဖေဖြစ်သူကိုကြည့်ပြီးတော့တပြင်းချတယ်တစ်ဖက်မှာတော့ဆုံးတိဘမောကသူ့ရဲ့စရိုက်ကို ထုတ်ပြလာခဲ့ရာသူ့အပေါ်မနာလိုသူတွေကိုဒုက္ခပေးလာခဲ့ပါတယ်ဟေးဘာမိုးကိုမလေးမဆမလုပ်နဲ့နော်ဘာမိုးဆိုတဲ့ကောင်ကတင်းရင်တည်းမတင်းရင်ယူအောင်လုပ်ပြဖို့လဲဝင်မလေးဘူးကွာဆုံးတိဘမိုးစီမှာပညာသင်တဲ့သူတွေကလည်းဆုံးတိဘမိုးနဲ့လေတံတွေတူလာခဲ့ပါတယ်ရွာသူရွာသားတွေပေါ်ပညာသုံးပြီးတော့ အနိုင်ကျင့်လာခဲ့တယ်။တကြီးခမရဒီတိုင်းပဲကြည်နေတော့မှလားအခုဆိုဆုံတိဘာမိုးကြောင့်ကျုပ်တို့မှလည်းကြည်လန့်စာစားပွားကိုရောက်နေပြီဗျ။တခြားရွာသားတွေကလည်းကျုပ်တို့ရွာဆိုဝေးဝေးရှောင်နေကြပြီ။ရွာသူရွာသားတွေဟာတကြီးကိုလာရောက်ပြောဆိုကြတယ်။မင်းတို့ပဲဆရာဘာမိုးဆရာဘာမိုးနဲ့ဖြစ်နေကြတာလေ။ဟုတ်ပါတယ်တကြီးဟာကျုပ်တို့မှားခဲ့ပါတယ်ဗျ။ဒါပေမဲ့အခုကျတော့ဒေလူရဲ့ပင်ကိုစိပေါ်လာပြီလေ။ဒေလူကအောက်လန်းဆုံးကကျုပ်တို့ကယောက်ျားတွေဆိုတော့နေတာသေးပေမဲ့ကျုပ်တို့ရွာသူတွေအတွက်တော့ စိတ်ပူမိတယ်ဗျာဟုတ်တယ်တကြီးဆုံးလေးပါမောကသူ့ရဲ့အောက်လန်းကြီးတွေတုံးပြီးတော့တို့တို့ရွာသူတွေကိုပြူစားနိုင်တယ်ဒီနေ့ကလည်းသူ့မယားဆိုတဲ့မိမတုံးယောက်ရွာကိုလိုက်လာခဲ့တာအဲ့ဒီမိမတွေဆိုတာအချောလာတွေဗျကြည်ရတာဒီလူကသူ့ရဲ့ပညာတုံးပြီးတော့မိမတွေကိုပေါင်းသိမ့်နေဝင်ရတယ်တကြီးရွာသားတွေရဲ့စကားဟာတကြီးဦးဆန်ကိုပို့ပြီးတော့ခေါင်းကိုက်ဆေးခဲ့တယ်ဆုံးလေးပါမောကလည်းမယားတတိုက်ကိုရွာကိုခေါ်ပြီးတော့ပြပြကြီးဆန်တာတယ်မဖြစ်တော့ဘူးကွာတယောက်နဲ့အများဆုံးဒီကောင်မနေနိုင်ဘူးဒါတော့ ငါတို့တွေလို့ဆိုပြီးတော့ဒီကောင်းစီသွားကြမယ်ပြီးရင်ဒီကောင်းကိုတို့တွေဝိုင်းပြီးတော့ရွာကနေနှင်းထုတ်ကြမယ်ကွာတကြီးဦးဆန်ပြောတာကိုရွာသားတွေကသဘောတူကြတယ်ဖြစ်ပါမလားတော့ဟိုဆုံးဒီကောင်ကတော့ကိုတခုခုလုံးမှာဖြင့်ကိုဆန်ရဲ့တကြီးကတော့ကတကြီးဦးဆန်အတွက်စိတ်ပူနေရတကြီးဦးဆန်ကဘာမှစိတ်မပူနဲ့ကွာဒီရွာကတကြီးငါကအခုတရွာလုံးဒီကောင်းကြောင့်စိတ်ညစ်နေရတာကိုနည်းနည်းလေးထားရမလားငါနိုင်တာတော့ငါလှုပ်ပေးရမှာပဲ ဒီလိုနဲ့ပဲတကြီးဥစံနဲ့ရွာသူရွာသားတွေဟာစို့ပြီးတော့ဆုံးတိပါမိုးစီကိုသွားခဲ့ကြပါတယ်။ခမရတို့ဘာလာလောက်တာလဲ။တိန်ဦးမင်းဆရာရှိလား။ရှိတယ်။ဘာလုံးလို့လဲတကြီး။ဘာလို့ရမှာလဲကွ။အဲ့ဒီလူကိုတုတ်တုတ်ရွာကနှင်းထုတ်ပြစ်မလို့။ရွာသားတွေဟာတယောက်တစ်ပေါက်ထအောင်ကုန်နေ။အောင်ပါ။မင်းတို့ကငါဆရာကိုနှင်းထုတ်မယ်ဟုတ်လား။အကုန်လုံးမသာပေါ်ကုန်မယ်။မင်းတို့တိတ်တက်တက်ရှိနေရင်တော့လောက်ကြည့်လေ။ဟဲ့တိန်ဦးမင်းလည်းဒီရွာသားပဲလေကွာ။ ရွာတော့လည်းကြည့်ပေးအောင်အခုဆိုမင်းဆရာကြောင့်တို့ရွာကလို့ဒုက္ခရောက်နေကြတာလေမင်းသိပဲလေတကြီးခမားပြောချင်တာဒါကောင်းမလားဒီမှာကျုပ်ဆရာကဒီရွာကိုလာခြင်းလို့လာတယ်များထင်နေလားကျုပ်ပင်လို့ရောက်လာခဲ့တာဗျအခုချိန်မှာကျုပ်ဆရာကိုနှိမ်မယ်ဆိုရင်ဒီရွာမှာအရင်ဆုံးမတာပေါ်မှာကခမားဖြစ်သွားလိမ့်မယ်ဘာကွာမင်းမိုက်ရိုင်းလာကြည့်လားတကြီးဥစ္စာကတင်းဦးလေပင်ကိုလက်အောင်နဲ့ဆွဲညစ်တယ်တကြီးခမားလှုပ်လိုက်ဆုံးလေးပါမောဝိုင်းပင်ကိုထွက်လာခဲ့ပါတယ်တုံနောက်ကတပြိလေးယောက်နဲ့ ိုင်းမတောင်းရောက်လဲအတူပါလာတယ်။ဒါပေမဲ့လျှောက်ဟာရွာကန်နေဖြစ်တာကြောင့်သူတို့မှတကြီးမျက်နှာကိုကြည့်နေကြတယ်။ဆုံတိပါမိုးရဲ့မိန်းမတွေကလည်းတကြီးဥစ္စာတို့ကိုစိုက်ကြည့်နေရ။ကျုပ်တပြည့်ကိုလှုပ်လိုက်လို့ပြောနေရတော့ဆုံတိပါမိုးဟာထပ်မံပြောတော့တကြီးဥစ္စာနဲ့တိန်ဦးကိုလှုပ်ပစ်လိုက်တယ်။ခမရတို့လာတာကျုပ်ကိုဒီရွာကနေနှိမ့်လှုပ်ဖို့မို့လား။ကောင်းပြီတကြီး။နောက်၅ရက်နေရင်ခမရကျုပ်စီကိုပြန်လာခဲ့ပါ။အဲ့ဒီအချိန်ကျမှခမရကျုပ်ကိုအခုလိုစကားထပ်ပြောရင်တော့ ကျုပ်အตาတကြီးပဲထွက်သွားပေးမယ်ဘယ်လိုလဲဆုံးလေးပါမောင်ကပြောတော့တကြီးဥစ္စာစဉ်းစားတယ်စဉ်းစားပြီးမှကောင်းပြီလေမင်းစကားမင်းတီပါစိတ်ချပါငားရက်ပြည့်လို့ခမရလာပြောတာနဲ့ကျုပ်ထွက်သွားပေးမယ်ဆုံးလေးပါမောင်ကအဲ့လိုထပ်ပြောတော့တကြီးဥစ္စာတို့လည်းသဘောတူပြီးလှည့်ပြန်ခဲ့တယ်အဖေဒီဆုံးထိကအဖေပြောတာကိုအตาတကြီးလက်ခဏရိုးမှရိုးရလာသူပြောတယ်လို့လုံးမလုံးငားရက်စောင့်ကြည့်ရမှာပေါ့ငါသားထောက်တော့ကတော့ဆုံးထိပါမောင်ကိုလုံးဝမယုံဘူး လေးရဲမြောင်းလေးကိုရောက်တဲ့အခါမှာတော့အဖေဟာဘလို့ဖြစ်တာလဲဗျာဘလို့ဖြစ်ကြတာလဲဗျတကြီးဥဆက်နဲ့တကြီးကတော်တို့မျက်လုံးအပြူသားနဲ့အဲ့ရထဲမှာတိတ်ဆုံးနေကြတယ်မနက်ခင်းနိုးတဲ့အချိန်အချိန်ကျော်တဲ့အချိန်နိုးမလာကြလို့ထောင်းတောက်အော်ခေါ်ရင်အဲ့ရစီကိုရောက်လာခဲ့ရာအခုတော့မြင်ကွင်းကိုမြင်ရခြင်းဖြစ်ပါတယ်ထောင်းတောက်ကငိုရွေပြီးတော့အော်ဟစ်တော့မှရွာသူရွာသားတွေအပြေးရောက်လာတယ်သူတို့တွေလည်းဒီမြင်ကွင်းကိုမြင်တဲ့အခါမှာအန်အော်ထိတ်လန့်ကုန်ပါတယ်တကြီးဥဆက်နဲ့တကြီးကတော်တို့ကအသက်မရှိတော့ဘူးရွာသူရွာသားတွေလည်း တကြီးဦးစန်းတို့လည်းများရဲ့အလောင်းတွေကိုမြေချတဲ့အထိဝိုင်းကိုတုတ်ပေးတယ်။ထောင်းတော့ခမရလည်းတစ်ချိန်ထဲမှာမိဘနှစ်ပါးလုံးကိုဆုံးရှုံးခဲ့ရတာကြောင့်ဖြစ်မဆန်နိုင်ဖြစ်ခဲ့တယ်။အာတုပပြီးတော့တကြီးဦးစန်းရဲ့တငယ်ချင်းဖြစ်တဲ့ဦးငွေတောင်းကထောင်းတော့ကိုခေါ်တွေ့ပြီးတော့မတူမင်းမိဘတွေသိရတာဆုံတိဘာမို့လက်ချက်လို့တရားလုံးကပြောနေကြတယ်။အခုဆိုဒီဆုံတိဘာမို့ကိုတို့ရွာကနှင်ထုတ်ဖို့ခတ်နေပြီကွာ။ကျုပ်သူ့ကိုပြန်တတ်မယ်ဗျာ။ကျုပ်မိဘတွေသိရတာသူ့ကြောင့်ဆိုတာသိကြတယ်။သူ့ကိုပြန်တတ်ရမှကျုပ်ကျေနပ်မယ်ဗျာ။ ထွန်းတောက်ဟာအန်ကိုချက်ပြီးတော့ဆုံးတိပါမို့ပေါ်နာကြီးစိတ်တွေနဲ့ပြောတယ်။ဒီချိန်မှာဥငွေတောင်ကခေါင်းကိုနှိမ့်တယ်။ဟုတ်တယ်။ငါတို့ရဲ့စိတ်ထဲမှာသူ့ကိုတက်ချင်နေမှာကိုလေးလေးသိတယ်ငါတို့တွေမခဘူးဒီဟာကလူတွေအကုန်လုံးလဲအဲ့ဒီထဲမှာလေးလေးပါဝင်မော့ကွာအလုံးကလည်းဒီကောင်ကိုတက်ချင်နေကြတာကွာဒါပေမဲ့ကွာအာမတန်သေးလို့မန်ရှော့ထားရတာဒီဆုံးထိပါမို့ကိုဘလို့တက်ရမလဲလေးလေးကျုပ်ကိုအကြံပေးဦးအေးလေးလေးပြောချင်တာကဒီကောင်ကိုနိုင်မဲ့သူကို လေးလေးတို့ရှားမယ်။ဒါမှငါတို့ရဲ့လက်စားချေလို့စိတ်တွေပြေတော့မှာကွာ။ဒီလိုကိုနိုင်မဲ့လူကျောက်ကပေါ်မှာတောရှာမှာလေးလေး။ဆရာကောင်းတမားကောင်းကိုဆုံတယ်ပြီးတော့ရှာဖွေရမှာပေါ့ငါတို့ရာ။ဒါဆိုပြာကျုပ်ဒီရွာကနေခီးထွက်မယ်။ကျုပ်ရှာမယ်လေးလေး။ကျုပ်သွားရှာမယ်။ကျုပ်ရဲ့မိဘတွေအတွက်ဒီလိုသေးကိုတရားမယ်။လမ်းခီးတော့ခရူးဆိုင်တော့ငါတို့ဒီကိစ္စကိုလေးနဲ့ငါတို့ကလွဲပြီးတော့ကျန်လူတွေမသိစင်နဲ့ကြားလား။ဘုံဝေတောင်းရဲ့အကြံပေးမှုကြောင့်ထုံတောက်တရားချီလွယ်အိတ်လေးကိုလွယ်ကာ ခီးထွက်ခဲ့တယ်။ရွာစဉ်လှည့်ပြီးတော့ဆုံးလေးပါမောကိုနိုင်လောက်မဲ့ပုတ်ကိုကို ရှာဖွေနေခဲ့ပါတယ်။အဲ့တော့နောက်ဆုံးမှာဘွားမဆိုင်ရဲ့ကြောင်းကိုကြားသိပြီးထွန်းတော့တယောက်တောင်ထွန်းရွာစီကိုရောက်လာခဲ့ပါတယ်။ထွန်းတော့ပြောသမျှကိုနားထောင်ပြီးတဲ့နောက်ဘွားမဆိုင်စိတ်မကောင်းဖြစ်ခဲ့တယ်။ဒေါ်ဝင်းနဲ့နိုင်ကြိုင်တို့လည်းထွန်းတော့ကိုတနာပြီးတော့မျက်ရည်တွေကျလာတယ်။ဆုံးလေးပါမောဆိုတဲ့ကောင်ကမရဲကိုတွားမဲ့ပြက်တာပဲမောင်ရင်လေး။မောင်ရင်လေးမိဘတွေတွေ့တော့စိတ်မကောင်းမိမဲ့မောင်ရင်လေးရဲ့ဆန္ဒကိုတော့ ဖွာဖြည့်စီပေးမယ်။ဒါဆိုအမေကြီးကကျတို့ရွာကိုလိုက်ခဲ့ပေးမှာပေါ့ဟုတ်လား။လိုက်ခဲ့မှာပေါ့ကွယ်။ဒီလောက်တောင်လူတွေကိုဒုက္ခပေးနေတဲ့ကောင်ကိုဒီတိုင်းလှုပ်ထားလို့ပဲဖြစ်မလဲ။ဝမ်းတာလိုက်တာဗျာ။ကျုပ်ဝမ်းတာလိုက်တာကအမေကြီးရဲ့ထုံးတောက်မှာဝမ်းတာသွားချတယ်။ကဲကောင်းလေ။လိုက်စားနေပြီမဟုတ်လား။မြေဝင်။ညီတို့ကိုထမင်းပွဲပြင်ပေးလိုက်ဦး။ဟုတ်ကဲ့မေ။ကျုပ်ပြင်ပေးလိုက်မယ်။ဒေါ်ဝင်းနဲ့နန်းကြံလေးကိုခေါ်ပြီးတော့ထုံးတောက်အတွက်ထမင်းပွဲပြင်ပေးချတယ်။ ခရီးပင်ပန်းတွေရထောင်းတောက်ကိုအနားယူစေပြီးတော့နောက်နေ့မနေ့ရောက်မှာပဲမောင်တိုးမောင်အောင်တို့ကိုခေါ်ကဖရဲစုရွာကိုခရီးဆက်ခဲ့ကြပါတယ်ကိုကြီးတို့ကျုပ်မောင်းရမလားဗျရပါတယ်ငါညီရအကိုပဲမောင်းမယ်ဟုတ်ကဲ့ကိုကြီးတို့ညောင်းရင်ပြောတော့ကျုပ်ကိုပြီးတော့မောင်းမိမယ်ထောင်းတောက်ကမောင်တိုးတို့နဲ့ရင်းနှီးနေပြီဖြစ်ပါတယ်ဖရဲစုရွာကိုဘွားမဆိုင်လိုက်လာတာကြောင့်ထောင်းတောက်တယောက်ပျော်ရွှင်နေတယ်လမ်းတစ်လျှောက်လဲလုံငယ်ပိပိစကားတွေအဆက်မပြတ်ပြောလာခဲ့ပါတယ်စကားပြောလာတဲ့မောင်တိုးတော်မှထွန်းတောက်နဲ့တွေးမှပဲ ညိုင်းကျသွားခဲ့တယ်။နွားလေးနဲ့တရက်လုံးလုံးခီးဆက်လာခဲ့ကြပြီးနောက်တနေ့ညနေပိုင်းကိုရောက်မှပဲဖယက်စုရွာကိုရောက်လာတယ်။ရွာထဲကိုမဝင်နဲ့ကွ။ဒီမှာပဲလှဲကိုရက်လိုက်တော့ရွာပြည့်ဇရက်အိုကြီးမှာဖာမစင်တို့တွေနားတယ်။ရွာထဲကိုမဝင်မဲနဲ့ဇရက်အိုကြီးမှာဒါနေထိုင်တဲ့ဖာမစင်ကိုထုံတောက်နားမလဲဘူး။အမေကြီးဘာလို့ရွာထဲကိုမဝင်တာလဲဗျ။ထောင်းတော့ကမေးတော့ရွာထဲဝင်စရာမလိုဘူးကွဒီညမောင်ရင်ပြောတဲ့စုံဒီပါမို့ဆိုတဲ့လူ ဟောဒီနေရာကိုရောက်လာနိုင်မယ်။ဝမ်းမဲစင်ကဒီလိုပြောတော့ထွန်တော်ကအရန်ကိုအံ့ဩသွားတယ်။ထွန်တော်ဗျာကိုကြီးတို့ဒီစရဲ့ကြီးတက်တန်းကအတော်ကြာပြီတင်နေကွ။ဟုတ်တယ်ကိုကြီးအောင်ရ။အဖေတို့ငငယ်လေးကတည်းကရှိတာလေ။အေးကွာ။ပြင်နေတဲ့အပိုင်းလေးတွေပြင်လိုက်ရင်ခီးသွားတဲ့အတွက်အနားယူလို့ကောင်းမယ်။ပြင်မဲ့အချိန်ကိုမရပါဘူးဗျာ။တွတ်ရွာလေဒီဆုံးထိကောင်းကြောင်ဒုက္ခရောက်နေတာမလား။အေးဒါလည်းဟုတ်တာပဲကွာကဲ။ကျုပ်ကိုထင်းလေးပါလေ။ကိုကောက်ပဲဦး။ စကားပြောနေကြတဲ့မောင်အိုးတို့ကိုမောင်တိုးကဝင်ကိုပြီးတော့ထင်းကောက်ခိုင်းတယ်။မောင်လာတော့မှမလို့မိမွေ့တယ်။မောင်တိုးငါတို့ကြထင်းကောက်ခိုင်းပြီးတော့မင်းကဘယ်ရောက်နေရလဲ။မောင်တိုးကိုမောင်အိုးကမေးတော့မောင်တိုးကသူ့လက်ထဲမှာကင်လာတဲ့ပြောင်းဖို့တွေကိုမြှောက်ပြပြီးတော့ဒီမှလေဗျာ။ဒါရင်နဲ့ပြောင်းခင်းတွေ့လို့မိဖုတ်စားရအောင်သွားချိုးလာတာ။အခင်းရှင်တော်မင်းကိုတတ်တော့မှာပဲ။မမရပါဘူးဗျာ။ဒင်းက၆ခုတည်းဟာကဲကဲကဲမိမွေ့မယ်ဗျ။မောင်တိုးကမိကိုစမွေးတယ်။အဝန်းကျင်ကလည်းအမောင်ကြီးတွေကြလာပြီး မိုးလည်းချုပ်လာပြီဖြစ်တယ်။မောင်တိုးချုပ်လာတဲ့ပြောင်းမှုတွေကိုမိဖို့ကညစာပြေစားတော့ကြတယ်။မောင်တိုးတို့ကမိဖို့နေတဲ့ဘေးမှာထိုင်ပြီးစကားပြောနေကြပြီးတော့ဖွားမဲဆင်ကဇရက်ပေါ်မှာဖျားနိုင်ထုံးကတရားထိုင်နေပါတယ်။ညတကောင်ရောက်တော့ဖွားမဲဆင်ကဇရက်ပေါ်ကဆင်းလာတယ်။လက်ဆွဲတော်တောင်မွေးကြီးကိုထောက်ပြီးတော့ရောက်လာတဲ့ဖွားမဲဆင်ကိုမြင်တော့ဘွာသူတို့လာပြီလားလို့မောင်တိုးကမေးတော့ဖွားမဲဆင်ကကောင်းကျင်ပြတယ်။လာနေကြပြီ။ဒီဆုံးထိကဆက်နှကျိုးအဆင့်ဆုံးကွဲ့။ဒါကြောင့်ပညာမန်နဲ့မရိုက်နေတာ။မောင်ရင်တို့နှစ်ယောက် ဒီကောင်လေးကိုခေါ်ပြီးတော့ဇရက်ပေါ်မှာနေကြဘွားမခေါ်မချင်းဇရက်အောက်ကိုဆင်းမလာခဲ့ကြနဲ့ဟုတ်ပြီလားမောင်တို့နဲ့မောင်အောင်ဟာထောင်းတောက်ကိုခေါ်ပြီးတော့ဘွားမဆိုင်ပြောတဲ့စကားအတိုင်းပဲဇရက်ပေါ်တက်သွားတယ်ဘွားမဆိုင်ကရွာဘက်ကိုမျက်နှာမူပြီးကြည့်နေပါတယ်ခဏကြာတော့ကောင်းကင်မှာပြန်ဝင်နေတဲ့လင်းတာငှက်ကြီးသုံးကောင်ကိုဘွားမဆိုင်တွေ့လိုက်တယ်ဩခင်ကမလာသေးဘူးမရားတွေကိုကြွလွှတ်ရတယ်လို့ထက်ကောင်မတွေငါအထက်ကမနေကြနဲ့ဟဲ့ဘွားမဆိုင်ကအဲ့လိုပြောကတောင်မွေးပေါ်မျိုး တုတ်ဆောဆောင်းချလိုက်တာနဲ့အပင်နေထဲမှာပြန်ဝင်နေတဲ့လက်သားငတ်၃កောင်ဟာမြေပေါ်ကိုဘိုင်းခနေပဲတုတ်ချလာပါတယ်။កောင်မတွေထားကြစမ်းဆုံးလိပါမို့ရောက်လာတယ်။မြေပေါ်မှာမောက်ရညင်တက်နေတဲ့သူ့မယားဆုံးမတွေကိုအော်ကပြောပါတယ်။ဆုံးလိပါမို့ရဲ့နောက်မှာတပိ၄ယောက်တို့လည်းပါလာတယ်။ဟဲ့កောင်မနင်းကဘယ်သူလဲ။ဘာလို့ငါပိုင်နေကိုရောက်လာပြီးတော့စွာနေရတာလဲ။ဆုံးလိပါမို့ကဘွားမစင်ကိုဒေါသတကြီးနဲ့မိလိုက်ပါတယ်။ဒီချိန်မှာဆုံးလိပါမို့ရဲ့တပိတိန်ဦးကဇရက်ပေါ်ကိုလက်ညှိုးထိုးပြီးတော့ ြလိုက်တယ်။ဒီမှာတင်ဆုံးလေးပါမှုတယောက်ဇဲပေါ်မှာရှိနေတဲ့ထွန်တောက်ကိုမြင်သွားတယ်။အော်ဒီခွေးမသာခေါ်လာတာကိုငါကတနာလို့လွတ်တာကိုဒင်းကငါ့ကိုများပြန်ပြီးတော့အားခံရတယ်လို့နေုံဒီကောင်မှပြီးရင်မဲလှဲ့ပဲဟဲ့ကောင်တွေဆက်တွေထုတ်ပြီးတိုက်ကြစမ်းဆုံးလေးပါမှုဟာတပည့်တွေကိုဖွားမဲ့စင်ကိုဆက်တွေထုတ်ပြီးတော့ပြစ်ခိုင်းတယ်။ပြင်သာတင်သာတပည့်တွေဖြစ်တာကြောင့်စတန်တွေကအားပြောလှပါတယ်။ဖွားမဆင်စီကိုအားပြောတဲ့စတန်တွေပြည့်လုံနေတဲ့တပည့်တော်ရောက်ကိုကြည့်ပြီးတော့ဆုံးထိပါမို့ဒေါသထွက်လာတယ်။ ခွေးမှသာတွေဆုံးလေးပါမို့ဒေါသတကြီးနဲ့သူ့ရဲ့လက်ကဆက်တန်းထုတ်ပြီးတော့တပည့်၃ယောက်ကိုပြစ်တယ်။ဆုံးလေးပါမို့ရဲ့ဒေါသထက်ကြောင့်တပည့်၃ယောက်လည်းမြေပေါ်မှာဆန်းဆန်းကြီးတေးပဲဝင်သွားတယ်။ဟဲ့တင်ဦးမင်းတိုက်ဆန်းကွာဒီကောင်မကိုတပည့်ပြစ်သူတင်ဦးကိုဖွားမဲ့စင်ကိုတိုက်ခိုင်းတယ်။တင်ဦးလည်းသူ့အာကိုရင်ကနေတက်လက်လက်တောက်ပါနေတဲ့ဆက်တန်းကြီးကိုထုတ်ပြီးတော့ဖွားမဲ့စင်စီကိုပြစ်လိုက်ပါတယ်။ဖွားမဲ့စင်တယောက်တင်ဦးရဲ့ဆက်တန်းတွေထိပြီးတော့ပြောက်ကွယ်သွားခဲ့တယ်။အမမငါ့ကိုလာစင်ခေါ်တဲ့ကောင်မှာ ငါတပည့်ရဲ့စက်တန်းထံကိုတော့မှမခံနိုင်ရှာဘူးဟဲ့ဇေယျပုံကကောင်းမင်းခေါ်လာတဲ့ကောင်မတော့ပြဖြစ်သွားပြီဆိုတော့မင်းတွေ့တယ်မဟုတ်လားအခုမင်းလှည့်ပဲတိမ်ဦးသွားအဲ့ဒီကောင်တွေကိုသွားခေါ်ခဲ့ဆောင်းဒီဘမိုးဟာတပည့်ပြည့်သူတိမ်ဦးကိုမောင်တိုးစီကိုလွှတ်လိုက်ပါတယ်ကိုကြီးတို့အမေကြီးကဘယောက်သွားတာလဲဗျဟိုမှာလေကွာလူလာနေပြီဘယ်လိုလုပ်မလဲနေပါအောင်ကွာဘွားကဒီလူရဲ့စက်တန်းလောင်းနေတော့ပြကြမယ်လို့မဟုတ်ဘူးကွာထောင်းတောက်ရကြောက်နေတဲ့ထောင်းတောက်ကိုမောင်တိုးကအဲ့လိုပြောတယ်တိမ်ဦးကလည်း ဇရက်ဘုတ်ကိုတက်လာပြောခြေလမ်းပြင်းနေဟဲ့အကောင်သူတို့ကိုမထစ်ခင်ငါးဆက်ကိုအရင်မြည်ဆန်းဘွားမစင်းကတင်းဦးရဲ့အနောက်ကနေပေါ်လာတယ်ညာဘက်လက်ကနေထွက်လာတဲ့စက်တန်းဖြူကြီးကိုတင်းဦးစီကိုပြစ်လွတ်လိုက်ပါတယ်အလစ်မှာတိုက်ခိုက်ခံရရတဲ့တင်းဦးတယောက်အားလို့သာအွန်နိုင်ပြီးမြေပေါ်ကိုမှောက်ရလဲကျသွားတယ်တင်းဦးရဲ့ဖြစ်ကိုကြည့်ပြီးစုံလေးပါမို့တယောက်ကြိတ်မနိုင်ခဲမြဖြစ်နေခဲ့တယ်ဟဲ့အကောင်ဒီတကနင်းလှဲ့ပဲထုတ်လိုက်စမ်းပါနင်းရဲ့စက်တန်းဘွားမစင်းကစုံလေးပါမို့ကိုပြောလိုက်ရာ ဆုံးထိပ်ပါမို့လဲဘောမက်ဆင်ကညာတာကိုတည်ပြီးဖြစ်တာကြောင့်သူ့ရဲ့စတန်တွေကိုစတင်ပြီးတော့ထုတ်တယ်။ဗဇက်နာနှကောင်းမျက်လုံးစားရတွေကစပြီးတော့စတန်တွေထွက်လာပြီးပန်ဝန်းကြီးတစ်ခုလုံးကဆုံးထိပ်ပါမို့ရဲ့စတန်တွေကြောင့်တက်လက်လက်တောက်ပနေကြတယ်။ပြင်းထန်လာတဲ့စတန်တွေဟာဘောမက်ဆင်စီကိုရောက်လာပါတယ်။ဘောမက်ဆင်ကလည်းအဲ့ဒီစတန်တွေကိုတောင်းမွေးနဲ့ပြန်လဲခုကနေဆုံးထိပ်ပါမို့ကလည်းအားပြည့်နဲ့စက်တွေကိုတွန့်ပစ်နေတယ်လို့ဘောမက်ဆင်ကလည်းပြန်ပြီးတော့ကာထားခဲ့တယ်။စတန်တွေကိုကာနေနဲ့ဘောမက်ဆင်နှုတ်ကနေကာထားတွေကိုရွတ်တယ် ဓာရယွင်းကနေဆုံးဒီပါမိုးရဲ့စက်တန်းတွေကိုတောင်မွေးနဲ့ကာစီထရာဆုံးဒီပါမိုးတဖြည်းဖြည်းအားရောလာခဲ့တယ်။အကုန်တော့ပြီးတော့ဖောမဲဆိုင်တန်းကိုစက်တန်းနဲ့ပြည့်လုံနေတဲ့ဆုံးဒီပါမိုးကိုဖောမဲဆိုင်ဟာတောင်မွေးကိုတစ်ချက်ဆောင်ပြီးတွန်းလိုက်တယ်။ယော့နင်းရဲ့စက်တွေနေမပြောင်းဘူးတော့ချက်ချင်းဆိုသလိုဆုံးဒီပါမိုးစက်တွေဟာဖောမဲဆိုင်တန်းကနေဆုံးဒီပါမိုးကိုအရှင်ပြင်းပြင်းနဲ့ပြေးဝင်ကုန်တယ်။စက်တန်းနဲ့ထိမှန်ပြီးတော့ဆုံးဒီပါမိုးမေဘုံကိုပက်လက်လန်ပြီးတော့လဲကျသွားတယ်။ပြီးတော့လက်ကရင်ဘက်ကိုဖိထားပြီး ဗဇက်ကသွေးတွေပါအန်ထွက်လာတယ်။သွေးတွေအန်ပြီးတဲ့နောက်မြေပေါ်ကနေကုန်းကျုံထကတရင်တရိုင်နဲ့မတက်ထရတဲ့နေနဲ့နောက်မှဆင်းရှင်းမယ်။ဘွားမဲစင်းကိုလက်ညှိုးထိုးကပြောပြီးတော့နောက်ကိုကျုံထုတ်လိုက်တော့ချက်ချင်းမဲ့လရငတ်တင်ကိုပြောင်းပြီးတော့ကောင်းကင်ကိုပြန်တက်တော့ပါတယ်။လရငတ်ကြီးကိုဘွားမဲစင်ကစိုက်ကြည့်တယ်။နင်းသွားတဲ့နာငရဲပဲဟဲ့ပါမို့ငရဲကိုနင်းသွားမယ်ဆိုရင်တော့ငါကပို့ပေးမယ်။မဲစိန်မဖြစ်ရမယ်။ဒီလိုဆိုကမျိုးလုံးနှလုံးမှထွက်လာတဲ့စက်တန်းဖြူကြီးတွေက ဒရားငှက်ကြီးစီကိုလင်မြန်လက်ရှင်နဲ့ပြစ်လွှတ်လိုက်ပါတယ်။ဒရားငှက်ကြီးလည်းဝါမက်ဆင်ရဲ့စက်တန်းထိမိပြီးတော့အတန်တွေဆွညံသွားထွက်ပေါ်လာတယ်။ဝါမက်ဆင်ရဲ့စက်တန်းတွေကြောင့်ဒရားငှက်ကြီးမိတွေဟောင်းကနေထလောင်သွားတယ်။ပြီးတော့မြေပေါ်ကိုဟောင်းကနေကျလာတယ်။မိတွေကဒရားငှက်ကြီးကိုခဏတည်းမှဝါမျိုးသွားခဲ့ပါတယ်။ကဲ၊ကောင်းလေးတွေထွက်လာခဲ့ကြတော့ဇေယျပေါ်မှာရှိနေတဲ့မောင်တို့တို့လည်းဝါမက်ဆင်ဤကိုရောက်လာတယ်။အမေကြီးဆုံးထိပါမို့ကမဖြစ်တော့တာလေ။တော်တော်ဟာ ဖော်မေးစင်ကိုတိတ်ချမေးတဲ့ခါမှာတော့ပြပုံကြီးကိုဖော်မေးစင်ကလက်ညှိုးထိုးပြတယ်။ဒါဆိုဒီလူမရှိတော့ဘူးပေါ့နော်။ဒီလူကိုအမေကြီးရှင်းပြလိုက်ပြီပေါ့။ထောင်းတောက်ကဝန်တာအာရနဲ့မေးတယ်။ဘွားကစုံဒီဘာမို့ကိုငရဲကိုပို့လိုက်ပြီးထွန်းတောက်မင်းပြောတော့ကွာ။မောင်တိုးရဲ့စကားကြောင့်ထွန်းတောက်ခုံပေါက်ပြီးတော့မောင်တိုးကိုပြစ်ပတ်တယ်။ကျုပ်ကျေနပ်တယ်ဗျာ။ကျုပ်ကျေနပ်တယ်။ကျုပ်ရဲ့မိဘတွေကိုတတ်တယ်လူ။ကျုပ်လက်စားပြန်ချင်နိုင်ခဲ့ပြီ။ဝန်တာအာရနဲ့အော်ပြန်တယ်။မောင်တိုးဒီဆုံးမတွေရဲ့အလောင်းကိုဟိုဆုံးတွေရဲ့အလောင်းတွေကို ပေါင်းတာ ဟုတ်ကဲ့ပေါ့မောင်တို့လည်းဖွားမဆိုင်လက်ချက်နဲ့တေဆုံးနေတဲ့ဆုံးမတွေနဲ့ဆုံတိပါမိုးကြောင့်တေခဲ့ရတဲ့တပည့်ဖြစ်သူတို့ရဲ့အလောင်းတွေကိုတနေရာထဲမှာစုပုံထားလိုက်ပါတယ်အမေကြီးရွာထဲကိုဝင်သွားမယ်ဗျာရွာကလူတွေတိတ်ရင်လည်းဝမ်းသာနေကြမှာထောင်းတောက်စကားတိုင်းပဲဖွားမဆိုင်လဲဖရဲစုရွာကိုလိုက်လာတယ်အချိန်ကမိုးလင်းတော့မှဖြစ်တာကြောင့်ထောင်းတောက်ကတရွာလုံးကိုအော်ပြီးတော့နှိုးတယ်ထားကြတော့ဗျခမရတို့ကြောက်နေကြတဲ့ဆုံတိပါမိုးဆိုတဲ့လူကိုကျွတ်တို့ကငရေပို့ပြလိုက်ပြီထောင်းတောက်တန်ကြောင့် ရွာသူရွာသားတွေရောက်လာတယ်ထွန်းတော့မင်းပြောတာတကယ်လားကွာဟုတ်တယ်ထွန်းတော့ပြောတာအမှန်တကယ်ဖြစ်မယ်ဟုတ်တယ်ဗျကျုပ်ခေါ်လာတဲ့ဘွားမင်းစင်ဆိုတဲ့ဟုတ်ဒီမေကြီးဟာဆုံးထိပါမောကိုရှင်းပြတာဆုံးထိပါမောနဲ့သူ့မယားဆုံးမတွေဆိုတာအမေကြီးပညာကိုမရှင်းနိုင်လို့ရွာပြင်ဇယက်နားမှာအလောင်းတွေကိုတန်းစီနေတာပဲခမရတို့မပြောရင်တွားကြည့်ကြဆုံးထိပါမောကတော့ပြာကျသွားပြီဗျပြာကျသွားပြီထွန်းတော့ဟာဝန်တာအာရနဲ့ရွာသူရွာသားတွေကိုရှင်းပြတယ်ရွာသူရွာသားတွေလည်း ဝမ်းသာပျော်ရွှင်ကုန်တယ်။မယုံတဲ့သူတွေကတော့ရွာပြင်စရက်ကိုသွားပြီးတော့ကြည့်ကြတယ်။အမေကြီးကျုပ်အိမ်ကိုလိုက်ခဲ့ပါ။ဘုန်းကြီးတောင်းကဖွားမဲစင်တို့ကိုသူ့ရဲ့အိမ်ကိုခေါ်သွားတယ်။ထွန်းတော့လည်းဖွားမဲစင်တို့နဲ့အတူတူလိုက်လာတယ်။ကျုပ်တို့ထွန်းတော့ရဲ့ကြိုးစားမှုကြောင့်အမေကြီးကိုရှာတွေ့ခဲ့တာ။ကျုပ်တို့ရွာအတွက်အမေကြီးကူညီပေးခဲ့တာကိုကျုပ်တို့သိတဲ့အထိကျေးဇူးကိုမမေ့ပါဘူးဗျာ။ဘုန်းကြီးတောင်းကဖွားမဲစင်ကိုကျေးဇူးတင်စကားပြောတယ်။ရွာသူရွာသားတွေလည်းဆုံးတိပမိုးရဲ့ရံကကင်းလွတ်သွားတာကြောင့် တရားလုံးပျော်ရွှင်နေရဘွားမိတ်ဆင်ကိုလာရောက်ပြီးတော့ကတော့ကြတယ်။ရွာသူရွာသားတွေကအဲ့လိုလာကြတော့တဲ့ခါမှာနွားကိုရင်ကြားဆွဲမဲ့တဲ့မောင်ရင်တို့တွေနောက်နောက်ကိုစီစီလေးလုံးနဲ့နေကြပါ။အားလုံးသာအတူတူညီညွတ်ကြရင်တော့အဲ့ဒီအန်ရဲ့ဇိုးတွေကိုကာကွယ်နိုင်တယ်။ဒီအန်တွေကလည်းမင်းတို့အတွက်ရှိလာမှာမဟုတ်ဘူးဆိုပြီးဘွားမိတ်ဆင်ကဆုံးမစကားပြောဆိုပါတယ်။ဒီလိုနဲ့ပဲဆောင်းနီးပါမို့လဲတေဆုံသွားခဲ့ပါတယ်။